းကြည့်မယ်။ကလင်ဘေးရန်ထိဘေးရန်တိဝါအချိန်မှာပေါ့နော်အဲလူတွေကအဓိကဟိုကိုသူတို့ရေရွှေတဲ့ပစ္စည်းလေးပြန်လာရောင်းနေတယ်အဲ့လိုအချိန်မှာခက်ခဲရှိနေကြောင့်မို့ကျွန်တော်တို့ကအမြန်ဆုံးဒီ60နှစ်နဲ့တရားခွန်တောင်းမှာကျွန်တော်တို့ကအမြန်ဆုံးအထောင်းဝင်းစီဆိုင်မက်ခွန်ပြန်လဲအဲရွှေပြောင်းဖွင့်လည်ပြပါတယ်အဲ့ဒါရေရက်ကတော့အဲ့ရေရက်နဲ့အဓိကဖွင့်ပြရပါဗျာဆိုင်ဖွဲ့ရရေရက်ကလည်းအဝယ်ကိုပြန်ဦးစားပေးပြီးတော့ပြန်ဖွင့်ပြီးတော့ ပြန်ဝယ်ပေးရပါဘောเนาะဒီနေ့မှာလည်း350ဘိုးလက်ဆောင်လေးပေးသွားမှာအဲပေးသွားမယ့်ပစ္စည်းလေးလည်းရှိပါတယ်အရေခဲတက်တာတီးပြီးအဲ့လိုလက်ဆောင်ကြီးတွေပေါ့နော် ်ပြဲတစ်စိမ်ရောက်ရှိလာပြီဖြစ်ပါတယ်ခင်ဗျာဘုရားကျေးဇူးပါဘုရားကျေးဇူးပါဘုရားဝိစီနေရတော့ကျွန်တော်ကဟိုအရှိမာတော့ကျွန်တော်ဟိုစုံမှုပါတယ်ခင်ဗျဒီမိထီတာစံဖူပဲတစ်ခုမှာတော့စုံမှုပါတယ်ဟုတ်ကဲ့ဟုတ်ဆုံးမရတော့ဒီနေ့ကရွှေရွှေတစ်ဆက်စာပို့ထားရပါတယ် ဥစားပေါ်ဒီ H ဆိုတဲ့ဟိုဘယ်လိုပြောမလဲ H ဆိုတဲ့ဒီဇိုင်းလေးနဲ့ပေါ့နော်ဒါစိတ်လက်ဆိုတဲ့အခုတွေ့လို့ပါဒီဇိုင်းလေးကလည်းပုံမှန်တော့ဒါကျွန်တော်လက်စိတ်ဝင်စားလို့ကျွန်တော်ခုနကကြည့်နေတာ ကရောင်းချင်လို့မဟုတ်ကျွန်တော်ဒီနားလေးရဲ့ဈေးဝယ်ကျွန်တော်စိုင်ဖွင့်မိလားဘယ်မှာစိုင်ဖွင့်လဲကျွန်တော်အမျက်နာမိအဲ့တော့ဒီမှာလဲကျွန်တော်တို့လိုအပ်နေ customer ရှိငလင်ဘေးရန်အထိဘေးရန်အထိဝါအချိန်မှာပေါ့နော်အဲလူတွေကအဓိကဟိုကိုသူတို့ရဲ့ရွှေတဲ့ပစ္စည်းလေးပြန်လာရောင်းချင်တယ်အဲ့လိုအချိန်မှာအခက်အခဲရှိနေကြအောင်ကျွန်တော်တို့ကအမြန်ဆုံးဒီ60နှစ်နဲ့တရားခွန်တောင်းမှာကျွန်တော်တို့အမြန်ဆုံးအထောင်းဝင်းစင်ဆိုင်မှတ်ခွန်ပြန်လဲ အာရွှေပြောင်းဖွင့်လို့ပြပါတယ်အဲ့ဒါရေချက်ကတော့အဲ့ဒီရေချက်နဲ့အဓိကဖွင့်ပြရပါဗျာဒီနေ့မှလည်း350ဘိုးလက်ဆောင်လေးပေးသွားမှာအဲပေးသွားမဲ့ပစ္စည်းလေးလည်းရှိပါတယ်အာရေခဲတက်တာ TV အဲ့လိုလက်ဆောင်ကြီးတွေပေါ့နော် ဖိစင်တွေကတော့ကျွန်တော်တို့ဒါလက်တွဲလာအခုဆိုလို့ရှိရင်တနည်းကြော်ရှိပြီပေါ့နော်အရှိမရေကူးရေးတွေတော့ဆောက်လုံးခဲ့ပြီးတော့အခုဒါဆိုလို့ရှိရင်တော့ဒါမန္တလေးမှာမန္တလေးမှာတော့ကျွန်တော်ပထမဆုံးပွဲတက်တဲ့အတွေ့အကြုံဖြစ်ပါတယ်ခင်ဗျဟုတ်ဒီအေးလေးအရန်ကြိုက်တယ်ဆိုတော့ဒါတောက်လျှောက်ဒီအေးရဲ့တမိုင်းကိုမေးနေပါတော့နော်အချိန်ဘယ်လောက်လဲဘယ်လောက်ကြာမလဲပါနဲ့တောက်လျှောက်မေးနေပြီးတော့မှအဲစူးစမ်းရပါဦးဖိစင်တွေဒါပွဲတက်ဆိုရင်တော့ဒါဒုတိယအကြိမ်ပေါ့ရန်ကုန်မှာတကွယ်မန္တလေးမှာတကွယ်ရှိပါဘူး။ဟာ!ဖိုးချိန်ပါစတင်ပြီးတော့ ိဆိုင်ဆိုင်မတ်မေအနာရီဆောင်ပဲပြောင်းရှင်ပွင့်လေးရှင်ကနာကိုအောင်မြင်စွာပြည့်ပွင့်လေးဖြစ်ပါれခမညာငလေလုံးလုံးပြီးအချိန်မှာမေဖြူလို့ရဲ့ဈေးဝယ်လေးရွှေဖောက်တဲ့ရေကသူတို့ရွှေဝယ်တဲ့ရေချက်ကအနှဆင်ဖို့အတွက်လည်းဖြစ်တယ်လို့အခါလေးကြရင်လည်းသူတို့ရင်းနှီးမြုံနှံမှုအနေနဲ့လည်းဝယ်ပြီးတော့ဝယ်ကြတယ်ပေါ့နော်အဲသူတို့တကယ်လိုအပ်လာတဲ့အချိန်မှာ သူတို့ရောင်းချင်တဲ့ပတ်စံတို့တွေငွေပေါ်ရမယ်အိမ်ပြန်ပြုပြင်ရမယ်သူတို့ရဲ့စောင့်ဝင်နေရေးပြန်စီမျိုးအတွက်သူတို့လိုအပ်တယ်ပေါ့နော်အဲ့လိုအချိန်တွေမှာအာဒီစီးပွားရေးတော်တော်များများလည်းဂလင်တန်ကြောင့်မို့ပိတ်နေရတဲ့ဟာလည်းရှိရယ်ဘန်နေဒီတခြားတော့ငွေကြေးပေးတဲ့ဒီစီးဒီကိုယ်ဆောင်မှုတွေပေးတဲ့လုပ်ငန်းတွေကတော်တော်များပိတ်နေကြတယ်ဆိုင်ဖွဲ့ရည်ရဲ့ချက်ကလည်းအဝယ်ကိုပြန်ဦးစားပေးပြီးတော့ပြန်ဖွင့်ပြီးတော့ပြန်ဝယ်ပေးတာပေါ့နော်ကိုယ့်ရဲ့ဝန်ထမ်းတွေကိုလည်းအများကြီးမေဘီလိုဘက်ကနေပြန်ပြီးတော့ ထောက်ပံ့ပေးပါတယ်အာဘယ်လိုဟိုဗရင်ဆရာကြီးတွေဆိုရင်ဆန်3မီစီစေပိတ်တာနေပြီးတော့ဒီအာဝနဲ့အတီးတီးအလိုက်ပေါ့နော်အကုန်လုံးကိုတိန်တအောင်စုနေနဲ့အကုန်လုံးကိုထောက်ပံ့ပေးသွားပါတယ် ော့เนาะအခုတော့ပူဇော်ပါတော့ပူဇော်လို့ရရနော်ကိုယ့်ရဲ့မောင်လေးလို့သဘောထားပြီးတော့မောင်လေးလို့တော့အော်ဒီမှာတော့ဆိုပြီးကုနာကြီးကတော့ပစ္စည်းတွေကတော့အများကြီးပဲပေါ့မိန်းကလေးဆိုတော့လည်းယရနာကြိုက်တယ်ဆိုတော့အကုန်လုံးကတော့ဆိုပြီးအကြိုက်တယ်ဤပါပဲအကြိုက်တာကတော့ဆိုပြီးကတော့အကုန်ကြိုက်တယ်ဆိုပြီးရွှေလည်းကြိုက်တယ်စိတ်လည်းကြိုက်တယ်နော်อ๋อไม่ใช่ด่าไปแล้วสิไม่ใช่ครับเปรียญาอ๋อกว่าโกเวยอ่ะไม่ใช่เปรียญาน่ะใช่ด่าเว้ย ။နီလာနဲ့ကြိုက်တာပဲเนาะ။ဖြစ်စင်းရဝင်ကြလို့ရှိပါဘူး။ဘိုးညံချဲရမယ်သူရှိတယ်။ပြန်လို့ပြပြပါလဲဆိုတော့စင်ကရိုနီယစလုံးရဲ့ချိရတဲ့သူကဒီဟာပြိတ္တတွေပါပြောကြတော့လေဘီလို့အခုကိုယ့်ရဲ့ဝန်ထမ်းတွေ ဟိုသူတို့အိမ်တွေပြုတ်ပြတ်သွားတာရှိရယ်ပြန်ပြီးတော့ပြုတ်ပြင်မှုမှန်းမှန်းနေရှိရတယ်အကုန်လုံးကိုလည်းမေဖြူလိုကနေပြီးတော့အိတ်ရှာအဖွဲဖွဲပြီးတော့သူတို့အိမ်တွေဒီကိုလိုက်ပြီးတော့ကြီးပေးတယ်တကယ်ပြင်ရမယ့်အနေထားတွေပြန်ဆောင်ရမယ့်အနေထားတွေသူတို့နေရင်ဆက်ပြီးတော့ဆက်ပြီးနေရရင်လုံခြုံမှာမဟုတ်တော့ဘူးဆိုရယ်အနေထားအဆောက်အအုံမျိုးတွေအကုန်လုံးမေဖြူလိုဘက်ကနေပြီးတော့ဝန်ထမ်းတွေဆိုပေမဲ့လည်းမိသားစုလိုမျိုးပုံစံမျိုးလည်းဖြစ်တတ်တဲ့ကြောင့်မို့ဒါမေဖြူလိုအကုန်လုံးတော့တယောက်တယောက်ကို သိန်း90နေပြီးတော့သိန်း100ဒီအကုန်လုံးထောက်ပံ့ပေးပြီးတော့အကုန်လုံးပြန်ပြီးတော့မူးမဲ့ပေးမဲ့အစီအစဉ်လေးတွေလည်းအခုရှိပါတယ် estimate တွန်းလာတာဆိုကျွန်တော်သိန်းပေါင်း550နဲ့600ပါဝင်ကြတယ်ကိုကျွန်တော်လူပေးမှာဖြစ်ပါတယ် ဒီငလင်ပေးဖြစ်တဲ့အချိန်လေးอ่ะဗောနော်ကျွန်တော်ဒါရိုင်းစင်อ่ะကျွန်တော်မိသားစုကိုကျွန်တော်အဲ့လောက်ကြီးပြန်မကြည့်ဘူးကျွန်တော်ကိုယ်ခိုင်တော့ပြန်မကြည့်ပဲနဲ့ကိုယ့်ရဲ့ဝန်ထမ်းတွေကိုယ့်ရဲ့ customer တွေဘယ်လိုခက်ခဲနေမလဲဆိုတော့ဟာကျွန်တော်တို့ကအဓိကဦးစားပေးပြီးတော့ကျွန်တော်တို့ကဟိုအိုက်ကလေးစပြီးသိန်း9000အာမမတည်ပြီးလူတန်းပြီးမယ်ဆိုတော့ဟာအခုချိန်ထိကျွန်တော်ဆက်လက်ပြီးလူနေတန်းဆန်းမှာအခုရဲ့ဘဝမှာတူအချစ်ဆုံးလေတဲ့ကျွန်တော်ရဲ့ကျွန်တော်ရဲ့မိသားစုတွေ ပြီးတော့ကျွန်တော်ရဲ့ပြိတ္တပိုင်းဖတ်တယ်ပြီးတော့ပြရတော်သူရဲ့ခုနခုနကိုပြောလို့ပြောနော်အဲ့ဒီကိစ္စကဒီပါပြီးရဲ့ပြတ်တယ်ရဲ့ဟုတ်တယ်ဝိစိန်နဲ့အကြီးအကျယ်မကပါတော့ဆိုင်ခွဲပေါင်းများများစွာနဲ့အများကြီးအများကြီးတစ်ချက်ဖွင့်မှုပြီးတော့အောင်မြင်ပါစေလို့ဆိုပြီးအစ်တောင်းပေးပါရစေ။ကျွန်တော်ကျွမ်းရောက်လာကြတဲ့ပြည်သက်များကိုဝိစိန်ကတော့ ပြောခွင့်ရတဲ့အားလုံးလေအမေရိကန်ဆက်လက်ပါကျမချတာပါဆက်လက်ပါကျွန်တော်ပြောချင်တယ်။ဒါဝင်းစိန်ဆိုလို့ရှိရင်ဒါကတော့ဒါစိုင်ပြောင်းရွှေ့ခွင့်လစ်ပွဲအခမ်းအနားပေါ့နော်။ဒါဒါပြီးတော့နောက်ထပ်စိုင်ခွဲပေါင်းများစွာလည်းဒီထက်ပို့ပြီးတော့ခွင့်နိုင်ပါစေခင်ဗျာ။ဒီထက်ပို့ပြီးတော့လည်းအမြင့်ဝင်ရရှိပြီးတော့ဒါတနိုင်ငံလုံးရဲ့အသေးဆွဲဆိုရယ်ယာတူကနေပြီးတော့လည်းဒါအမြဲတမ်းနှိရှိလာများထိန်းထားနိုင်ပါစေခင်ဗျာ။ တော့ထားဝင်ဆရာဘရောမအလူလုတ်ပြီဆိုရင်ဟိုပကနာပါတဲ့အလူမလုတ်ပါဘူးပကနာမပါတဲ့အလူကိုပဲကျွန်တော်ကလုတ်ပါတယ်အဲ့တော့တကယ်လိုရဲ့နေရာတွေကိုကျွန်တော်တကယ်လိုက်လူပေးပါတယ်မန်လေးမှာဆိုတော့တကယ်လိုရဲ့နေရာတွေပဲကျွန်တော်တို့လိုက်ရွေးပြလူတယ်အဲကျွန်တော်အခုလူနေဆိုရင်မန်လေးရဲ့စကိုင်းရဲ့အပြင်းမနာရဲ့နေပြီးတော့မှကျွန်တော်ကောင်းကောင်းလူရပြီးဖြစ်ပါတယ်ဟုတ်စကိုင်းမြို့ကပဲ IBEC ကျောင်းမှာပဲမြို့လို့စတင်စာရာရေးစတင်စာဆိုပြီးတော့အခုလူတန်းနေပါတယ် ဟောင်းစင်ဆိုင်မက်ခွန်ကြီးကိုအဲဒီပေါ့နော်62လမ်းနဲ့108လမ်းတောင်မှာပြောင်းလဲပြီးရောဖွင့်လှစ်တာချင်းဖြစ်ပါတယ်။